မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အင်ကပူကွင်းကောက်အခြေဆိုင်တာတာကငါအနီတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကူစက်တိုက်ပို့နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းတွင်စစ်ကောင်စီနှင့်တော်လန်ရေးပူးပေါင်းတပ်များအထီးတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်အင်ကပူအခြေဆိုင်တမာတော်တန်းမြေလေးချင်ရေးကျောင်း တတ်တက်ကငါအနည်းရှိဗန်ပွေးကုန်းတဝိုက်တွင်နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ဓမ္မတော်လေးချင်းရဲ့ចောင်းနာကတ်လာပြီးစစ်တပ်ကစစ်ကူရော်လီចောင်းကနေရောတိုက်နေတယ်။တော်လန်ရေးတပ်တွေကရှေ့ကိုပိုးရောက်လာတဲ့ဟုဒေသတွင်းသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောပါတယ်။ စစ်ကောင်စီကတတက9အတွင်းမှာစစ်ကူစက်တိုက်ပုတ်လွနေတော့လဲတော်လန်ရေးတံညာကရှေ့တိုးလာကြောင်းသတင်းရင်းမြစ်ထံမှသိရပါတယ်စစ်ကောင်စီသည်ပြီးခဲ့သည့်မေ15ရက်နေ့ကတည်းကတတက9အနီကိုစက်တက်လီဒီများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပြီးလေးမျက်နှာမြို့နယ်ရှိချင်းကိုက်ခွင်းအင်ကပူရှိဘဲပြာကုံ စာစီကုန်းကွင်းကျေးရွာများကိုရမန်နေမေ18ရက်တွင်စစ်ကောင်စီကဝိုင်းစနစ်လျင်ဖြင့်လေကြောင်းတိုက်ခိုက်မှု18ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါသည်စစ်ကောင်စီသည်ပန်ပွေးကုန်းကျေးရွာဘက်တွင်သာထိတွေ့မှုရှိနေတော်လဲစီရေးပြစ်မှတ်မဟုတ်သည့်ကျေးရွာများကိုပါလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိပါသည်ဆလပီအကြံပတ်စစ်ကောင်စီတိုက်ခိုက်ရေးကြားဘရင်နောင်ကို၁၀၀ခုနှစ်မမလျှော့တိုက်တုံးငါလုံးနဲ့ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တန်တောင်ကြီးမြို့ဘရင်နောင်တက်မြို့မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်ရေးကြောင့်ဘရင်နောင်အတွင်ကိုဒီနေ့မနက်9:20မိနစ်မှာ108မမရှော့တိုက်တုံးကားလုံးပြစ်ခတ်တိုက်ခိုက်ရာလေးလုံးကိုအောင်မြင်စွာနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brewery Form မြန်မာ BWN အဖွဲ့တာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါတယ်။အကျန်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်ရေးကြောင့်ဘရင်နောင်ကအကျန်းဖက်စစ်ကောင်စီရန်နေရာအတွင်အလူရေးပါတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်အခုလိုတိုက်ခိုက်မှုပြုလုပ်ရတာဖြစ်တယ်လို့ BWN အဖွဲ့တာဝန်ရှိသူကပြောပါတယ်။အခုမေရှင်က BW UWN အဖွဲ့ရဲ့ Mission 38ဖြစ်ပြီးတော့တိုက်ခိုက်မှုအတွင်အချမ်းပတ်စစ်ကောင်စီရဲ့ထိခိုက်သေးဆုံးမှုအခြေအနေတွေကိုဆက်လက်စုံစမ်းပြီးအချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ပြည်သူလူထုကိုနှီးမျိုးစုံနဲ့နှိပ်စက်ပြီးအချမ်းပတ်စစ်ကောင်စီရန်ရရအောင်အမိန့်ပေးကိုယ်ကဲနေတဲ့အချမ်းပတ်စစ်ကောင်စီအရာရှိတွေကိုပြည်သူကိုစားတံပြန်တိုက်ခိုက်ရန်ရည်ရွယ်ပြီးအခု Mission ကိုဖော်ဆောင်ရတာဖြစ်တယ်လို့ဆိုပါတယ်။ အကျန်းဖတ်စစ်ရှုံးကောင်စီရဲ့တမတော်ကြီးတိုက်ခိုက်ရေးကြောင့်ဘရင်တော်ကအောက်မြမာပြည်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့အသီးသီးကိုဦးဆောင်နေကြတဲ့အရာရှိများအတွက်တက်စုမှုတက်ခွဲမှုနဲ့တရင်မှုတင်နှံများပေးပြီးတိုက်ခိုက်ရေးပညာကိုအဓိကတင်ကြားပေးနေတဲ့တိုက်ခိုက်ရေးတင်နှံကြောင့်ဖြစ်တယ်လို့ BWN အဖွဲ့ကထုတ်ပြန်ထားပါတယ်။ အခုမစ်ရှင်ကို BWN အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Different Force MKCDF နဲ့ Antiku People Liberation Force ACPLF အဖွဲ့တို့က KNL တက်မဟာနဲ့တရင်ကနဲ့ပူးပေါင်းပြီးဖော်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ် ဆက်လက်ပြီးဖားကန်းမြို့သို့လာသည့်စစ်တပ်ကို KIA KPDF ဖိတ်ဆို့တိုက်ခိုက်စစ်ကြောင်းရက်တန်းနေမိုင်40ကျော်ရှိသောလမ်းပိုင်းတလျှောက်အင်အား600ရှိသောစစ်ကြောင်းဖိတ်ဆို့တိုက်ခိုက်ခံရသဖြင့်မြို့မရောက်မီ18မိုင်အကွာတွင်ရက်တန်းသွားသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် 2023ဒီဇင်ဘာကရှေ့တန်းထွက်ခွာနေသော KIA KPDF တပ်ဖွဲ့ဝင်များကချင်ပြည်နယ်ဖားကတ်မြို့ကိုဦးတည်နေသည့်အင်အား60ခန့်ပါသည့်စစ်ကောင်စီစစ်ကြောင်းမှပိတ်ဆို့တိုက်ခိုက်ခံရသောဖားကတ်မြို့မရောက်မီ18မိုင်ခွန်းအကွာတွင်ရပ်တန့်နေသည်ဟုကချင်လွတ်လပ်ရေးတပ် KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ် KIA နဲ့ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KBDF များထိန်းချုပ်ထားသည့်ဖားကန်းမြို့အဝယ်လမ်းကြောင်း၃ခုကိုပြန်ရယူရန်စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ AP 23ရက်နေ့မှစ၍စစ်ကြောင်းထိုးလာစဉ်ထိုသို့ဟန်တာခံရခြင်းဖြစ်ပါသည်။ ဟာကန်မြို့အရှေ့ပိုင်းမိုင်60ခန့်အကွာရှိကာမိုင်းမြို့မှာထွက်လာသောစစ်ကြောင်းကဟာကန်ကာမိုင်းလမ်းတစ်လျှောက်စစ်ကြောင်းထိုးလာသည်ရဲတပ်ဘက်နှစ်ပတ်အကြာမေ3ရက်နေ့တွင်လမ်းတဝက်ခရီးဖြစ်သောဟာကန်မြို့အရှေ့ပိုင်း22မိုင်ခန့်အကွာကံမော်ကျေးရွာအနီးရောက်ရှိခဲ့ပြီးနောက် KIA KVDF တပ်များနှင့်တိုက်ပွဲဖြစ်ပွားလာခဲ့သည် ဟန်တာတိုက်ခိုက်နေတော့လေစစ်ကြောင်းက80တိုးနိုင်လာပြီးဖာကန်မျိုးနဲ့18မိုင်ခန့်အကွာတရားညီနောင်ရွာအနီးအရောက်တွင်80မတိုးနိုင်တော့ပဲရပ်တန့်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံကဆိုသည်မနေ့ကလည်းတိုက်ပွဲဖြစ်တယ်နေ့တိုင်းလိုလိုဖြစ်ပါတယ်တံတားညီနောင်ရွာပတ်ဝန်းကျင်မှာလေကြောင်းနဲ့ပုံလာကျတဲ့အဆင်ရှိပါတယ်စကားစပတ်မှာလည်းအကြအဆုံးများတယ်လို့ကြားရပါတယ်ဟုဘုံမူကြီးနော်ဘူးကပြောပါတယ် တရားညီနောင်ရွာအနီးစစ်ကောင်စီတပ်ကလေကြောင်းမှနေစဉ်ရက်ဆက်အပြင်းထန်ပုံကျဲနေသည့်ဒရုန်းများဖြင့်လည်းအပြန်လည်တိုက်ခိုက်နေကြသည်ဟုဖားကန့်ဒေသခံတချို့ကပြောပါရယ်ဖားကန့်မြို့နယ်တိုက်ပွဲများအတွင်နှစ်ဖက်ထိခိုက်ကြဆုံးမှုအရေအတွက်ကို KIA ကအထူးအကြထုတ်မပြောသလိုစစ်ကောင်စီတပ်ကလည်းကချင်ဒေသတိုက်ပွဲများနှင့်ပတ်သက်ပြီးထုတ်ပြန်ခြင်းမရှိပေ ယခုရက်ပိုင်းလူမှုကွန်ရက်ပေါ်တွင်တွေ့ရသောဗမော်မျိုးအဝင်ဆိုင်ပုတ်ရှိရှိ KIA တပ်ဖွဲ့ဝင်2ဦးခါကံမျိုးအဝင်အထွတ်လမ်းများကို KIA KPDF ဖူးပေါင်းတပ်များကထိန်းချုပ်ထားသောကြောင့်မြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းများမှလည်းမြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိဘဲပိတ်မိနေသည်။ ဖားကန့်မြို့ဝင် လေပြင်းစကန်မစွတ်ရန်ထောင်ကန်စီဗျူဟာကုန်းကန်ခေါင်လုံခင်းမြောက်ကုန်းဖားကန့်တက်မကုန်းနှင့်ဖားကန့်ရေစကန်တို့သာစစ်ကောင်စီတပ်တက်ဆွဲထားသည် KIA နှင့်ပူးပေါင်းတပ်များကမြို့ပတ်လည်နှင့်ကျေးရွာများကိုသိမ်းပိုက်ထားသည်စစ်ကြောင်းထိုးလာသည့်နေရာသုံးခုလုံးတွင်တိုက်ပွဲများပြင်းထန်နေသည်ဟုဖားကန့်ဒေသခံအမျိုးသားတပ်ဦးကပြောပါရယ်တိုက်ပွဲတွေကတော့ဆက်ဖြစ်နေတယ်ဗျဖားကန့်ကာမိုင်းလန်ဖားကန့်အင်းတော်ကြီးလန် ဖားကန့်ဆယ်စင်းလမ်းကြောတွေမှာတိုက်ပွဲတွေဆက်ရှိနေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပါတယ်ဟု၎င်းကပြောပါတယ်တိုက်ပွဲပြင်းထန်နေချိန်ဖားကန့်မြို့ပေါ်ရှိစစ်ကောင်စီတပ်ကမြို့အနီးဝန်းကျင်ကိုလက်နက်ကြီးနဲ့နေစဉ်ရက်ဆက်ပစ်ခတ်နေသည်ဟု၎င်းကဆက်ပြောပါတယ် မျိုးပေါ်ပြူဟာကောင်ကတရက်ကိုတလုံးလောက်တော့ဘဲကိုလှမ်းထူမှန်းမသိဘူးထူတယ်ဗျာတရက်တလုံးအတန်ကတော့ဟိန်းထွက်နေတယ်ဘဲကထူမှန်းတာမသိတာလက်ရှိတွင်တိုက်ပွဲများကြောင့်ဖားကတ်ကာမိုင်းလမ်းပေါ်ရှိကြေးရွာများမှာဒေသခံ3000ကျော်ခန့်မှာဖားကတ်မျိုးပေါ်တွင်လာရောက်တိမ်းရှောင်နေကြရသည်ဖူပေါင်းတက်များကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်ပမော်မြို့တွင်တိုက်ပွဲများခိတငိမ့်သက်နေပြီးနှစ်ဖက်တက်အပြန်အလှန်စောင့်ကြည့်နေကြသည်ဟု KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ် စစ်တပ်အာဏာသိမ်းပြီး၃နှစ်အကြာဂျမန်နေနှစ်ဆန်းမှစတင်က KIA နဲ့ပူးပေါင်းတပ်များကကချင်ပြည်နယ်အတွင်းမျိုးသိမ်းစစ်စင်ရေးများကိုအရှိန်မြှင့်လာခဲ့သည်၂၀၂၄မတ်လမှစတင်သည့်ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA ကရှမ်းမြောက်ဒေသမှမဘိန်းမျိုးနှင့်ကချင်ပြည်နယ်မှ၁၄မျိုးတို့ကိုသိမ်းပိုက်ထားနိုင်သည်ဗမော်မျိုးရှိစစ်စခန်းများကိုအပြင်းထန်ထိုးစစ်ဆင်နေခြင်းစစ်ကောင်စီတပ်ကအင်အားအများပြားဖြင့်ဖားကတ်မျိုးပတ်သို့ရေပြင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည် ဆက်လက်ပြီးချောင်းဦးမျိုးနဲ့မှန်ချိုကြီးရွာရှိလိုတရသိန်းကိုရှင်ဖရာကိုစစ်တပ်ပြစ်ခတ်တော့လက်နေကြီးကြားရောက်ပေါက်ွယ်နေအိမ်ညာလေးပြက်စီးပြီးရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းချောင်းဦးမြို့နယ်မှန်ချိုကြီးရွာရှိလိုတရသိန်းကိုရှင်ဖရာကိုအကြံဖတ်စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးကြားရောက်ပေါက်ွယ်နေအိမ်ညာလေးပြက်စီးပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း7 people different for SPDF မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါရယ် ရှနေမေလ19ရက်နေ့မိုးလဲ12နာရီခန့်တွင်ချောင်းအုံမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌တက်ဆွဲထားသောအချမ်းဖက်စစ်ကောင်စီတပ်သားများကမန်ချိုကျေးရွာကို120မမလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့ရာကျေးရွာအတွင်ရှိ လူတရသိန်းကိုရှင်ဖျားနဲ့နေအိမ်များပေါ်ကြားရောက်ပေါက်ခွဲခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်ကြေးရွာအနီးပဝင်းကျင်းကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ချောင်းဦးမျိုးထွေအုပ်ယုံကစစ်ခွေးတွေက120မမလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာလူတရသိန်းကိုရှင်ဖျားပေါ်ကြတယ်။နောက်ပြီးပြည်သူတွေနေအိမ်ပေါ်ကြတယ်ပြည်သူတွေကတော့ချိုးတင်ရှောင်နေရလို့ထိခိုက်မှုတော့မရှိခဲ့ဘူး။နေစဉ်ရက်ဆက်လက်နက်ကြီးနဲ့ရန်ပစ်ခတ်လို့ချောင်းဦးမျိုးတွေကရွာတွေမှာနေရောညပါတိန်းရှောင်အိမ်နေရပါတယ်ဟု7 people different for SPDF မှာတာဝန်ရှိသူ ူတူကပြောဆိုပါတယ်။အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်120မမလက်နက်ကြီးများဖြင့်ချောင်းဦးမြို့ပတ်ဝန်းကျင်ရှိခြေရွာများကိုရန်တပ်ပစ်ခတ်နေခြင်းကြောင့်မှန်ချိုရွာအပါဝင်အနီးနားခြေရွာများမှာပြည်သူများသည်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။